အိမ်နေဝင်းနေတဲ့ influencer ပရိသတ်လေးတွေမင်္ဂလာပါနော်ဒီတစ်ပတ်ရဲ့ influencer စီစဉ်လေးမှာတော့ငငေကအကြောင်းစီးတဲ့မှာပိနေရွက်လေးနဲ့ထုတ်ပြီးတော့ရောင်းတဲ့ကလပေးတုံလေးကိုဒီခဏမှအိမ်မှာတုတ်စားပါမယ်ရှင်ဒီကလပေးကိုတဝယ်မှာတော့ပဲစင်ခွန်လို့ခေါ်ကြသလိုလာပဲစေးလို့လည်းခေါ်ကြပါတယ်အင်လစာပရိသတ်လေးရေဒီတာမာရောဘလူးခေါ်ကြလေးဆိုတာကွန်မန့်လေးမှာရေးပေးခဲ့ပါအောင်เนาะ။ပအဝင်ပစ္စည်းနည်းနည်းလေးနဲ့အိမ်မှာလွယ်လွယ်ကူကူတုပ်စားလို့ရတဲ့ပေးတုပ်လေးတစ်မျိုးပဲဖြစ်ပါတယ်။ပေးတုပ်ထဲကိုထည့်မယ်ပအဝင်ပစ္စည်းလေးတွေကိုအသင့်ပြင်ထားလိုက်ပါရရှင်။ လပင်းကိုရေးဆေးပြီးအရင်ဆင်နေရေကိုတော့ဒီမှာ3နာရီလောက်ဆင်ထားပါတယ်ပေးပြုံးနေငငယ်ကလို့ပိနေရွက်လေးနဲ့ထည့်ပြီးတော့စားမှာဆိုတော့ပိနေရွက်လေးပူပါမယ်သမယာတိနဲ့ငရဲ့ဒီစင်လေးပါခုမယ်။ကဲအလုံးခုပြီဆိုရင်တော့သမယာတိလေးပါမယ်။ ပြီးရင်တော့ငရုတ်ဒီစိန်လေးလေးလိမ့်မယ်။ချစ်တုံလေးကိုလည်းပပလေးနှီးထားလိုက်ပါမယ်နော်။ပေပြုတ်လေးကချက်ပြီဆိုရင်ရေစစ်ပါမယ်။အေးခံပြီးတော့စားထည့်မယ်။အရသာမောအနေငယ်နဲ့တခြားလေးထည့်ပါမယ်။ကဲပြီးရင်တော့ဆီလေးထည့်ပါမယ်။ပပလီထားရဲ့ချစ်တုံးလေးကိုထည့်ပြီးမယ်။ပြီးရင်တော့ငရုတ်သီးထည့်မယ်။အရသာရီနဲ့တမတော်အောင်လို့နေလိုက်ပါမယ်။ ပြီးရင်တော့တမရရေလေးညှစ်ထင်မယ်အချိန်မကျလို့ရှိရင်မထည့်လည်ရပါတယ်ရှင်နောက်ဆုံးမှာမဆလာလေးထည့်ပေးပါမယ်နော်ကဲမဆလာအနက်လေးကတော့မှုန်းနေရပဲရှင်အရသာတော့ဒီငငယ်ကအเจ้าမှာစားခဲ့ရတဲ့အရသာတိုင်းပါပဲနော်ကလဘဲတုံလေးကစားဖို့အတွက်အဆင်သင့်ဖြစ်နေပြီဆိုရင်တော့ပိနေရွက်လေးနဲ့ထင်မယ်ပိနေရွက်လေးကိုတော့ကတော့ပုံလေးလုပ်ထားပါတယ်တဝက်ကိုရောပကံလေးတွေထည့်မယ် မဆလာအနက်လေးကတင်းပြီးတော့မှအရသာစစ်စင်နေနေအရန်ဆောက်လို့ကောင်းနေကလပေးတုံလေးစားကြပါအောင်ရှင်ကလပေးတုံလေးစားလိုက်တာနဲ့ငေဘဝလေးပြန်တတိယမိသွားပါတယ်ရှင်ကလပေးတုံလေးကြည့်ပြီးတော့အိမ်လန်းဖြစ်ကြမယ်လို့မျှော်လင့်ပါတယ်အိမ်လန်းနေကြသူအားလုံးနဲ့အမြဲဆုံးအိမ်ပြန်နိုင်ကြပါစေလို့အိမ်လန်းစာအဖွဲ့သားတွေကနေဆုတောင်းပေးလိုက်ပါတယ်ရှင်